ကျမရဲ့ပြည်သက်ကြီးကိုပြပြချင်းတဲ့တင်ရတော့အိန္ဒိယမှာအချိန်အခါမဟုတ်မိုးတဲထန်သွားရွာသွင်းပြီးတော့လူတရာခန့်ကွယ်လွန်သွားတဲ့အကြောင်းပဲဖြစ်ပါတယ်။အိန္ဒိယနဲ့နီပေါ်နိုင်ငံတို့ရဲ့နေမီဒေတာအစိပ်ပိုင်းဒီမှာအချိန်ခါမဟုတ်မိုးရွာသွန်းပြီးတဲ့နောက်ပိုင်းမှာ6ရက်နေပေါ့နော်။ဒီ6ရက်4လ2025ဗုဒ္ဓဦးနေ့နောက်ပိုင်းမှာတော့လူပေါင်း100ကျော်ကွယ်လွန်သွားတဲ့လူတောင်ရှိတဲ့သူတွေကပြောပါတယ်။အိန္ဒိယမိုးလေဝသဌာနကဒီ6ရက် ်လေးလ2025ဗုဒ္ဓဦးနေ့မှာမိုးလေဝသအန္တရာယ်တွေကိုကြိုပြီးတော့တတိပေးခဲ့ပြီးတော့အများအားဖြင့်တော့ဇော်လာမှာစတင်လေးရှိရဲမုတ်တုံရာသီနဲ့အတူပြီးဆက်ဆက်နေတဲ့ဒီမိုးသဲထန်စွာရွာသွန်းမှုတွေရှိပြီးမြဲအနောက်ဘက်မှာအပူလိုင်းအခြေအနေနဲ့အရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတို့မှာမိုးကြိုးမုန်တိုင်းတွေဖြစ်တိုင်းနေဆိုပြီးတော့ခန့်မှန်းထားတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ရက်အတွင်းဘီဟာပြည်နယ်မှာမိုးရွာသွန်းမှုတွေနဲ့ဆက်နွယ်နေဖြစ်စဉ်ကြောင်းမလို့အနည်းဆုံးလူ82ယောက်ကွယ်လွန်ခဲ့ပြီးတော့အရှေ့ပိုင်းပြည်နယ်တဘာဝဘေးရနေစီမံ ံခံခွင့်ရေးဌာနပြောပါတယ်။တစ်ချိန်တည်းမှာပဲအိန္ဒိယနိုင်ငံရဲ့လူဦးရေအများဆုံးဖြစ်တဲ့ပေါ့နော်။ Uttar Pradesh မှာမိုးကြိုးပစ်ခြင်းနဲ့မုန်တိုင်းနဲ့ဆက်ဆက်တဲ့ဖြစ်စဉ်တွေကြောင့်မလို့လူ၁၈ယောက်ကွယ်လွန်ခဲ့ကြအောင်လည်းသိရပါတယ်။အိန္ဒိချင်းနီပေါ်နိုင်ငံမှာတော့မိုးကြိုးပစ်ခြင်းနဲ့မိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်အနည်းဆုံးအဲလူ၈ယောက်သေဆုံးခဲ့ကြ။အမျိုးသားတဘာဝဘေးရန်ကြီးအာနာပိုင်အဖွဲ့ရတာဝန်ရှိတဲ့သူတွေကပြောပါတယ်။အိန္ဒိယနိုင်ငံရဲ့မိုးလေဝသဌာနကတော့တနင်္လာနေ့အထိအိန္ဒိယနိုင်ငံအလဲပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးကြိုးမုန် နိုင်နေပျက်စီးကြောင်းနေနဲ့လေပြင်းနေနဲ့အတူမျိုးမိုးတဲထန်စွာရွာသွားမယ်ဆိုပြီးတော့ခံမှန်းထားပါတယ်။မကြသေးခင်ကလွေရာသီပြင်းထန်တဲ့အပူလိုင်းတွေကြောက်ခဲ့ပြီးတော့လူအများအပြားလည်းကွယ်လွန်ခဲ့ကြအောင်လည်းသိရှိရပါတယ်။ ဆိုတော့နိုင်ငံပိုင်မိုးလေဝသနဲ့ဇလားပေတာဦးစီးဌာနကတော့အိန္ဒိယနိုင်ငံကဧပြီလမှာပို့ပြီးတော့ပြင်းလာမယ်လို့မျှော်လင့်ရပြီးတော့နိုင်ငံအများစုကတော့ပုံမှန်အပူချိန်ထက်ကျော်လွန်နေမယ်လို့အပြီးခဲ့တဲ့ရက်သတ္တဘက်ကပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါအပြင်ကျမတို့နိုင်ငံရဲ့မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံရန်ကုန်မြို့မှာတော့မိုးသေးထွက်သွားရွာပြီးတော့လမ်းတချို့မှာရေမြုပ်နေပါတယ်။ရန်ကုန်မှာဒီကနေ့၁၂ရက် ၄လ2025မနက်ပိုင်းကလေးကမိုးအုံနေခဲ့ပြီးတော့နေ့လယ်ပိုင်းမှာတော့မိုးတက်ထစွာရွာသွန်းခဲ့ပြီးတော့ရေမြောင်းတချို့ရေစည်းရေလာမကောင်းလို့လမ်းမတွေမှာရေနစ်မြုပ်တာတွေရှိနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။တင်ငန်းကျွန်းမြို့နယ်မှာနေထိုင်သူတယောက်ကအရင်ရက်တွေကလေးကလည်းကွက်ကြားမှုရွာတယ်။ဒီနေ့ကတော့မိုးအပူကောင်းတယ်ဆိုပြီးတော့ပြောထားတာလည်းရှိပါတယ်။နောက်တစ်ခုကကျမတို့ရဲ့ပေါ့နော်ဒီဒီ အာကျမတို့ဖုန်းနေတဲ့ကို message ဝင်လာတယ်လည်းရှိရပေါ့နော်12ရက်4လ2025ကနေပြီးတော့15ရက်4လ2025အတွင်းမှာတော့နေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းဧရာဝတီတနင်္သာရီကချင်ကယားကရင်ချင်းမွန်ပြည်နယ်ရခိုင်နယ်ရှမ်းရှမ်းတို့မှာနေရာစစ်စစ်ကနေပြီးတော့နေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်တချို့ဒေသမှာတွေမဟုတ်ဒီနေရာကွက်ကြားပေါ့နော်မိုးကြီးနိုင်နေဆိုပြီးတော့ပြောထားရလည်းရှိပါတယ်ဆိုတော့ကျမပြောချင်တဲ့အကြောင်းအရာကတော့ကျမတို့ရဲ့ပြည်သူတွေအဲပေါ့နော် လင်တန်းခန်းစားခဲ့ရတာလေတလားမပြည့်သေးဘူးဆိုတော့ထပ်ပြီးတော့ဒီလိုမျိုးမိုးကြည့်မယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ရေကြီးနိုင်တယ်နောက်ခန်းစားရတဲ့ကတ်ဆိုးဟာပို့ပြီးတော့ဆိုးနိုင်ပါတယ်ဆိုတော့အပြင်မလိုလားအဖယ်နဲ့ပေါ့နော်ဒီပိတ်ရပင်မဲ့တကြံတွင်းပင်မဲ့အပြင်မထွက်ပဲနဲ့ကိုယ့်အိမ်မှာပဲကိုမင်းတို့ထွေးထွေးလုံလုံချုံချုံနေကြဖို့လေတိုက်တွန်းချင်ပါတယ်ရှင်အားလုံးပဲဘေးကင်းလုံခြုံကြပါစေ